Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့တပွဲကိုကိုးဖက်နေ ው တနေ့ကို69ပွဲပဲရောင်းပေးတယ်ကုတ္တီကိုဆိုင်လေးကိုသွားပြီးစားမှာပဲဖြစ်ပါတယ်တပွဲကိုကိုးဖက်ဆိုတော့ကြတော့ဘလူးမျိုးလေးပါမလဲဆိုတာကိုကျွန်စစ်နဲ့တူအားလုံးပဲလိုက်ပြီးတော့ကြည့်လိုက်ကြအောင်เนาะဒီလိုမျိုးပေါ့เนาะကိုးဖက်နေစားခြင်းနေဆိုလို့ရှင်တော့နည်းနည်းဆော့ဆော့တော့လာရမယ်ပေါ့เนาะ appetizer လိုဟာမျိုးလေးလည်းတွေ့စားဖို့ရတယ်ဟုတ်ပြီပါပြီ ဟိုအားလုံးပဲမင်္ဂလာပါကျွန်တော်စစ်ကက်ဘလော့လေးကနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကျွန်စစ်ကဒီမှာဆယံမာရောက်နေရပေါ့နော်အဲ့တော့ဆယံနားမာကိုကိုဖက်နဲ့ကျွန်စစ်တို့စပြီးစားလို့ရမယ်ဒီမှာကွတ်တီကိုဆိုင်ကောင်းကောင်းလေးရှိတယ်အိုက်ဆိုင်လေးကိုခေါ်စားပေးမယ်အားလုံးပဲလိုက်ခက်ပေးအောင်နော်သွားကြမယ်ကဲကျောစီအခုသွားမှာကြတော့ဒီဆင်ရန်က AC4 ကနေထွက်ပြီးသွားလို့ရှိရင်ဒီမှာဆင်ရန်စကွဲဝမ်းရဲ့ဒီဘက်အောက်တိုင်းပဲဆင်းသွားမယ်ပေါ့နော်လိုက်ခက်ပေးပါသူတို့ဒီလမ်းကတော့ညနေဘက်ဆိုလို့ရှိရင်အရန်လာတယ်လေပြီးသွားရင်သူကဒီကနေ MPK ကိုတိုက်ရိုက်ပေါက်တယ်ကျောစီကကြာဒီဘက်လမ်းကြားထဲကိုချိုးလိုက်မယ်ပေါ့နော် ကဲဒါကတော့ကျွန်စစ်တို့သွားပြီးစားမယ်ကွတီကိုဆိုင်လေးပါအခုမြင်တဲ့အတိုင်းပဲဆိုင်မဖွင့်သေးဘူးဆိုင်ရှိမှာတော့လူတွေကတန်းစီနေပြီပေါ့နော်ဆိုင်ကတော့ကျွန်စစ်တို့12နာရီစဖွင့်မှာပါအဲ့တော့ကျွန်စစ်ဒီမှာကျူစောင့်နေရပေါ့နော်သူက12နာရီဆိုလို့ရှိရင်စပြီးတော့ရပြီဒါပေမဲ့ကျူပေးတာကတော့သူက17နာရီ50မှာပေးရဲဆိုတော့အခုဒီမှာတန်းစီနေကြတာပေါ့နော် တပွဲကိုပတ်တန်ကတော့ကျော်စစ်တိုတနေ့ကို69ပွဲဟိုမှာပထမဦးဆုံးရောက်တဲ့သူတွေကိုတအူးကို3ပွဲစနုံးနဲ့ရောင်းပြီးပေးတာဆိုတော့ကြတော့ဆော့ဆော့သွားနိုင်မှာတော့ရမယ်ပေါ့နော်ကျော်စစ်ကတော့ဒါဆော့ဆော့သွားပြီးတော့ကြတော့စားပစ်ခဲ့တာ2ယောက်သွားခဲ့တာဆိုတော့ကြတော့ဒါကိုပတ်နယ်ကို6ပွဲစားခဲ့ရတယ်ပေါ့နော် ဒါကတော့သူ့ရဲ့တပွဲချင်းစီရဲ့ပိုရှင်ပေါ့နော်ပွဲရဲ့ပိုရှင်ကတော့သူကကိုဖက်ဆိုတဲ့အတိုင်းပဲပေါ့နော်တစ်သေးလေးတွေပဲပေါ့နော်နှစ်လောက်စာလောက်ပဲဖြစ်မဲ့တဲ့နဲ့တပွဲကိုပေါ့နော်ကျွစစ်ကတော့အခုလိုမျိုးကုတ္တီကိုဆိုရင်ရုပ်တိဆက်ဆက်လေးရဲ့ပြီးသွားရင်အခုလိုမျိုးပေါ့နော်အရွက်တို့ပြီးသွားလို့ရှိရင်အချင်းရေးတို့ဒါမှဒါကတော့ ပိုးပတ်တန်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့သူကဒါတပွဲကို29ပတ်နော်29ပတ်ပေါ့နော်ဒါတော့တလောက်စာလေးပဲဒါနင်းတော့နင်းတော့တော်တော်လေးတော့နည်းရကျော်စတော့အင်းအခုဒီကဘာလို့ဒီအဆောက်အအုံကြီးရပါလဲအခါကြောက်ကြလေးကြောက်ထက် သုံးဘွဲပဲရောင်းပေးတာပေါ့နော်ကျော်ကျော်နှစ်ယောက်ဆိုတော့6ဘွဲရတယ်မဒါကတော့တူဘူးနဲ့ဝတာနဲ့ပေါ့နော်သူကအဲ့လိုမျိုးကြောထားတာပဲကြောထားတာပေါ့နော်ဒါမျိုးလေးဒီလိုအပီတိုက်စာလိုဟာမျိုးလေးလည်းတွဲစားဖို့ရတယ် ီလိုမျိုးပေါ့နော်ပိုးပတ်နဲ့စားကျင်နေဆိုလို့ရှိရင်တော့နည်းနည်းဆော့ဆော့တော့လာရမယ်ပေါ့နော်သူက69ပဲပဲရောင်းပေးရဆိုပုံမှန်ဆိုရင်တော့ဒါ20နဲ့မှပိုးပတ်ရောင်းတယ်တပွဲကိုအဲဒါပေမဲ့ဒီပိုးပတ်တံမှာကျတော့ကျွန်တော်ဒီခောက်ဆွဲကိုရွေးလို့မရဘူးဒီစိတ်လေးတစ်မျိုးနဲ့ပဲရရတယ်ပေါ့နော်ကျန်တာဆိုလို့ရှိရင်တော့အကယ်ကိုကဒီပိုးပတ်နဲ့မဟုတ်ဘူးကိုကကို29ပဲနဲ့စားရဆိုလို့ရှိရင်တော့ကိုကြိုက်တဲ့ခောက်ဆွဲကိုရွေးလို့ရတယ် အရသာတိတိမိမိလည်းအရန်စားလို့ကောင်းတယ်ပေါ့နော်အရသာလေးတော့တော်တော်ကောင်းတယ်ပြီးသူစီမှာကျတော့ကုတီကိုပရီမီယံအထိရရတယ်ပေါ့နော်အဲ600ကျော်ရန်လေးပါတယ်အဲ့လောက်ကြီးကိုရတယ်အခုစိတ်ကြရွေးစားလို့ရတယ် လို့ပြပါပြီ။ဒါကြကျွန်တော်တို့ဒီမှာမုံအချိုပကံလုံးပေါ့နော်ခနှုံးထွေလို့ခေါ်တယ်ပေါ့နော်။ဒါကတော့တို့ကုတ္တီကိုဆိုင်ဒီမှာလဲချပေးရဲဟိုဘေးမှာပေါ့နော်ဟိုအဆက်ပြေပေါ့နော်စားလို့ရအောင်လို့အဲ့ဒီမိုးလေးကလောက်ပါစား။ကဲဆိုတော့အဲ့တော့ဒီနေ့ဘလော်လေးကတော့ဒါကိုဖက်တန်စားဖို့တကူစူးစမ်းအားထုတ်ကြတာပေါ့နော်တန်းလဲစီပြီးတော့ကြတော့ တော်တော်လေးလဲလာပြီးတော့ကြတော့စောင့်ပြီးတော့ကြတော့စားဖြစ်ခဲ့တယ်အဲ့တော့ဒါကတော့ကိုဘက်နဲ့စားတာပေါ့နော်ဒီမှာ6ပွဲတရားကို3ပွဲရတယ်ကိုဘက်တန်းကကြတော့အဲ့တော့တန်တယ်လို့တော့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကိုဘက်နဲ့စားဖို့တော်ဆိုတော့ဆော့ဆော့လာပါဒီနေ့ဘလော်လေးကိုဒီမှာပဲရက်လိုက်တော့မယ်အားလုံးပဲတက်တာပါ